ဦးဇင်းတို့ပကံရာဇဝင်မှာတရုတ်ပြည်မင်းမင်းခွေချီဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာအဲ့ဒီနာနရတိဟပတိမင်းကသူ့မှာသားသုံးယောက်ရှိတယ်နော်ဥဇနာတဲ့တိဟတုတဲ့နော်အဲ့ဒီမှာတိဟတုဆိုတာနဲ့သူနဲ့ကစကားတခွန်းကြောင့်အများကြီးပြဿနာတက်တယ်နောက်တစ်ယောက်ကကြော်စွာတဲ့အဲ့ဒါငငယ်တုန်းက ဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ဝက်လက်ဆိုတာကဝက်ရဲ့လက်ကိုချက်ထားတာသူကနူးညံ့တယ်အဲ့ဒါကိုသားလေးတွေကိုချစ်လို့ဝက်လက်ကိုချက်ပြီးတော့ငပြောပဲနုနုကလေးအုပ်ပြီးတော့ပေးတာဒါပေမဲ့တီဟသူကိုကြတော့ဘာအကြောင်းကြောင့်လဲမသိဘူးသူ့အမေကိုမုန်းလို့လားတော့မသိဘူးဝက်လက်မပေးဘဲနဲ့ဝက်ချီတော့ပေးတာအဲ့ဒါကိုအမေကရှက်တာရှင်မောက်တဲ့မိဖုရားကဒီပြင်သားနှစ်ယောက်ကိုတော့ဝက်လက်ပေးပြီးတော့ငါသားလေးကိုကြမှာဝက်ချီပေးတာ ဒါအချစ်မတူဘူးဆိုပြီးတော့ငါသားလေးကိုတိတ်ခါချတာပဲအဲ့ဒါအမေကရှက်လွန်းလို့စဖူမှုကိုလက်ထိုးတယ်ဘယင်ကြီးမသိအောင်ငါသားကိုလည်းဝက်လက်ပြီးအဲ့ဒါနဲ့စဖူမှုကအဲ့လိုပေးတာနောက်တော့ဘယင်ကြီးကသိသွားတော့စဖူမှုကိုအပြစ်တင်တယ်မင်းဘာကြောင့်လို့လှုပ်လဲမိဖုရားကြီးကပေးခိုင်းလို့အဲ့ဒီမှာမူးမတ်ဘုံဘုံနေရဲ့အလဲမှာဟဲ့ဝက်လက်ခိုးမလို့မိဖုရားကိုဆိုတယ်တဲ့နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော် မင်းသားလေးကိုလည်းဘာအပြစ်မှမရှိဘဲနဲ့တခါတည်းရဟဲ့ဝက်လက်ခူမသားပြောကောင်းကောင်းရှိတာနဲ့ပြောနေတာနဲ့တူပါတယ်ဒါပေမဲ့ကိုကသာပြောကောင်းတာဟိုက ကြားမကောင်းဘူးလေကြားမကောင်းတော့ဒီကလေးကဒါကငငယ်လေးတွေကစားတိမ့်ထားတယ်ဘယ်တော့မှထုတ်မပြစ်ဘူးအမြဲတမ်းမှတ်ထားတယ်နောက်တော့ဘာဖြစ်တော့ဆိုတော့တရုတ်တွေလာပြီးတော့နှောင့်ရှက်လို့ဆိုပြီးတော့ဘယင်ကြီးပြေးရတယ်လေပြေးတော့ဘယ်ထိပြေးတော့ဆိုတော့ သူသားကြီးဥစ္စနာရှိတဲ့ပသိမ်ပသိမ်ထိပြေးတာနောက်အဲ့ဒီမှာတရုတ်တည်းရဲ့ရံကအေးသွားပြီဆိုပြီးတော့ပကံပြန်မယ်ဆိုပြီးတော့ပသိမ်ကနေပြန်လာတော့လမ်းမှာပြည်မြို့ကိုဝင်တာအဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာသူ့ရဲ့သားအလက်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာအဲ့ဒါနဲ့ငါသားစီဝင်မယ်ဆိုပြီးတော့မိဖုရားဖွာစောနဲ့ဝင်ကြဟိုရောက်တော့သားကအရန်နဲ့စောင့်နေတယ် နန်းတော်ထီတောင်အဝင်မခံဘူးလှေပေါ်မှာတခါတည်းဒလွတ်ကင်ထားတဲ့လူ300လောက်ဝိုင်းထားတယ်။ตาကตาကဝိုင်းထားပြီးတော့မလုပ်လဲဆိုတော့ထမင်းပွဲထဲမှာဟင်းနိုင်ထမင်းနိုင်အကုန်အစိတ်ခတ်ထားတယ်။မင်းကြီးတဲ့ဒီထဲမှာအစိတ်တွေအကုန်ခတ်ထားတယ်။ဒါကို စားပါလို့ခိုင်းတယ်။သူ့ကိုရရက်ဆက်ဆက်ပြောခဲ့တဲ့ဗဇက်ကိုရရက်ဆက်ဆက်ပြန်ကြွေးတဲ့သဘောများလားတော့မသိဘူး။မှန်ပါဗျာ။မင်းကြီးမစားဘူးဆိုရင်ဘေးမှာရှိတဲ့ အာနာဘကွက်သားတွေကသွေးတန်ရင်ရင်နဲ့အဆုံးရှိရှင်အဲ့ဒီလိုပြောပြီးတော့သားကနန်းတော့သူ့ရဲ့အဆောင်ကိုပြန်သွားတယ်အဲ့ဒီမှာမိဖုရားဘွားစောနဲ့တိုင်ပင်တော့မိဖုရားကြီးကမင်းကြီးမလွတ်နိုင်တော့ဘူးအဲ့ဒီတော့ဓာရီလှန်နေနဲ့သေရတာနဲ့စာရင်လက်တလို့သေတဲ့အစိတ်ကိုစားသေးတာကကောင်းသေးတယ်အဲ့ဒါနဲ့မင်းကြီးခင်ဗျအဲ့ဒီအစာကိုအစိတ်ပါမှန်သိရနဲ့စားပြီးတော့သေရတယ် ပေးတတ်ရင်အစိတ်မိပြီးတော့တေရတာပေါ့နော်မှန်ပါဗျာပဂတိအစိတ်လို့ပြောမလားစကားအစိတ်လို့ပြောမလားစကားအစိတ်ပါဗျာအင်းစကားအစိတ်တင့်သွားတာမှန်ပါနော်ဒါကြောင့်တခါကြီးဒီမိုင်းများငါကမိဘပဲဆိုပြီးတော့သာသမီတွေကိုနိုင်လို့မပြောပါနဲ့ခံစားတတ်တယ်မှန်ပါဗျာတိတတ်တယ်ဟုတ်လား